statistic ဘာသာရပ်ဒီယနေ့ဘာကြောင့်အရေးပါရာရောက်နေရတာလဲဒီမှာလည်းပဲသူ့မှာအရေးပါတဲ့အကြောင်းတရားတွေအကျိုးတရားတွေအများကြီးရှိပြီမလဲပဲကျွန်တော်ဒီမှာလေးခုလောက်ကို mention လုပ်ပြီးရှင်းပြပါမယ် inform decision making ပေါ့အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့တူချင်းတယောက်ချင်းတော်၎င်းဒါမှမဟုတ်လို့ရှင်စီးပွားရေးလုပ်ငန်းတွေမှာတော်၎င်းအစိုးရဖွဲ့စည်းရေးမှာတော်၎င်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချဖို့ဆိုလို့ရှင် data တွေပေါ်မှာအခြေခံရပါတယ်ဗျအတိတ်ကရှိခဲ့တဲ့ data past data လို့၎င်းနောက်တစ်ခါလက်ရှိအရှိတရားကောက်ယူထားတဲ့ data လို့၎င်းအဲ့ဒီ data တွေပေါ်မှာအခြေပြုပြီးတော့မှ question စိတ်ဖြာလေ့လာပြီးတော့မှကိုက decision လုပ်ကြရပါတယ်အဲ့လိုမျိုး decision လုပ်တယ်ဆိုလို့ရှိရင် ပို့ပြီးတော့မှသိကြတယ်ပို့ပြီးတော့မှအမှန်တရားနဲ့နှိစက်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ကမတိကျမှုတွေယော့သွားမယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က ထင်မြင်ချက်နဲ့ခံမှန်းပြီးတော့မှဆုံးဖြတ်ချက်ချရတာမျိုးမကျင်းသေးပဲနဲ့ထင်တဲ့ပုံမှာပဲခြေပြုပြီးတော့မှဆုံးဖြတ်ချက်ချရတာမျိုးတွေကို short ချနိုင်ပြီးတော့မှ cognitive data ချက်လက်တွေပေါ်ခြေပြုပြီးတော့မှပို့ပြီးတော့မှမှန်ကန်မှုများနိုင်ခြင်းရှိတဲ့ဆုံးဖြတ်ချက်မျိုးကိုချနိုင်ဖို့အတွက်ဒီ statistic ကကျွန်တော်တို့ကိုအများကြီးအကူအညီထောက်ပံ့ပေးပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ဒီအစိုးရဖွဲ့စည်းတွေမှာဆိုလို့ရှိရင် ကိန်းငန်း data တွေပုံမှာခြေပြုပြီးတော့မှ statistical analysis တွေလုပ်တယ်ပြီးတဲ့အခါမှာ budget တွေနဲ့ resource တွေကိုအကျိုးရှိရှိကွဲဝေမှုတွေဒါလောက်တာဒီဘယ်ပုံမှာခြေပြုတာလဲဆိုတော့ statistical analysis ပုံမှာခြေပြုပြီးတော့မှလောက်ကြတာပါ budget ဆိုလို့ရှိရင်လဲဘယ်ဌာနတော့ဘလောက်ပဲဖွဲ့စရာတော့ဖြင့်ဘလောက်နောက်တစ်ခါ resource တွေကိုလည်းဒီသဘောပဲပေါ့အဲ့ဒါတွေကိုလုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာကိန်းငန်းချက်လက် မရှိဘဲနဲ့ရှိပိတာကိန်းနန်းချက်လက်တွေကို analysis မလုပ်ဖဲနဲ့မှန်ကန်တဲ့ခွဲဝင်မှုတော့ဖြစ်လာမှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့လို့ဒါကဥပမာလေးတစ်ခုအနေနဲ့ပေါ်ပြထားတာနောက်တစ်ခါကျွန်တော် scientific advancement ပေါ့ကျွန်တော်သိပ္ပံပညာဆိုတာအများကန်ဖွံ့ဖြိုးဖွံ့ဖြိုးတိုးတက်နေရအဲ့လိုမျိုးဖွံ့ဖြိုးတိုးတက်နေရတဲ့တော့ရှောက်လည်းပဲဖွံ့ဖြိုးတိုးတက်အောင်ပါပဲနော်ဒီခုနဲ့နောက်ဆယ်နှစ်နဲ့မတူဘူးတိုးတက်နေမှာပဲအဲ့လိုမျိုးတွေတိုးတက်ဖို့ဆိုတာက ကျွန်တော်တို့သူတေသနာတွေလောက်တယ်အဲ့လိုမျိုးသူတေသနာတွေလောက်ပြီးတော့မှ statistical analysis တွေလောက်ပြီးတော့မှကိုယ့်ရဲ့တွေးရှိချက်ကိုအကျိုးရှိရှိပြန်သုံးတာအဲ့ဒီအတွက်ကြောင့်မို့လို့သိပ္ပံပညာရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီ statistics ဆိုတဲ့ပညာရပ်ကတော်တော်လေးအရေးပါပါဥမာအနေနဲ့ကျွန်တော်တို့ကစစ်ပညာရှုထောင့်အနေကြည့်မယ်ဆိုလို့ရှိရင် clinical trial ပေါ့ကျွန်တော်တို့တည်ထောင်လိုက်တဲ့ဇီဝတစ်ခုကိုစမ်းသပ်ပြီးတော့မှအသုံးပြုမယ ဲ့လိုအသုံးပြုပြီဆိုလို့ရှိရင်လူတွေနဲ့တော့လကောက်ခုနတရိစံငယ်လေးတွေနဲ့တော့လကောက်ပူးတွေတော့လကောက်ယုံလေးတွေနဲ့တော့လကောက်ဒါကစံတက်ရတယ်ဒီစေဝါကိုတိုက်ချွေးပြီးတော့လကောက်ထိုးသွင်းပြီးတော့မှတော့လကောက်ဒီလိုမျိုးလေးတွေ experiment လုပ်တယ်လုပ်ပြီးတော့မှဒီစေဝါရဲ့အကျိုးသက်ရောက်မှုကိုကျွန်တော်တို့ကလေ့လာတယ်ခွာချင်းစိတ်ဖြာလေ့လာတယ်လေ့လာတဲ့အခါမှာဒီစေဝါဒီဘလောက်ပမာဏမှာတကယ်တက်ရောက်မှုရှိတယ် ဲ့ဒီတရားမှုကတကယ်အကျိုးဖြစ်ထွန်းစေပါတယ်ဆိုတဲ့ဟာကကျွန်တော်တို့ statistical analysis တွေလုပ်ပြီးတော့မှဆုံးဖြတ်လို့ရတာ statistically significant ဖြစ်တယ် practically significant ဖြစ်တယ်အဲသူ့ရဲ့တရားမှုကတကယ်လည်းပဲကြီးမားတယ်လို့စံတက်မှုကလည်းပဲစိတ်ချရပါတယ်ဆိုတဲ့ဟာတွေက statistical test တွေအမျိုးမျိုးလုပ်ပြီးတော့မှဆုံးဖြတ်တာအဲ့ဒီအတွက်ကြောင့်မို့လို့အကျိုးရှိတဲ့လုပ်ငန်းတွေမှာ ဆက်လက်ပြီးတော့မှဆင်ဆက်မပြတ်လိုွားဖို့ဆိုလို့ရှိရင်လေးပဲ statistic ပေါ်မှာခြေခံနေဆိုတဲ့သဘောတရားလေးပါနောက်တစ်ခါကျွန်တော်တို့ economic planning and business growth ပေါ့စီးပွားရေးဆိုင်ရာစီမံချက်တွေချမယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေရရှိဖို့ဆိုလို့ရှိရင်လေးပဲတစ်ဖက်က statistic ကရေးပါတဲ့ခန်းကဏ္ဍအနေနဲ့ကိုကြီးထောက်ပံ့မှုပေးပါတယ်ဒီမှာဥပမာအနေနဲ့ကျွန်တော်တို့ကစီးပွားရေးလုပ်ငန်းတွေမှာဒီ sales analysis လုပ်တယ် เนาะအယောင် data ပေါ်မှာ question စိတ်ဖြာလေ့လာတယ်ပြီးခဲ့ခါမှာအနာဂတ်မှာဒီကုန်ပစ္စည်းကဘယ်လောက်ထိဈေးကွက်လိုအပ်ချက်ရှိလဲဆိုတော့ခက်မှန်းပြီးတော့မှကိုယ့်ရဲ့ထုတ်လုပ်မှုကိုကောင်းဆုံးပမာဏချိန်စာပြီးတော့မှထုတ်လုပ်နိုင်တယ်ဒါဆိုလို့ရှိရင်ဒီစီးပွားရေးလုပ်ငန်းအတွက်ကိုထုတ်လိုက်တဲ့ထုတ်ကုန်ဒီတကယ်ကိုတစ်နှစ်အတွင်းမှာရောင်းအားနဲ့တိတ်ပြီးတော့မှကွဲလွဲချက်ကြီးကြီးမားမားလည်းမရှိတော့ဘူးပိုလဲပဲမဖြစ်တော့ဘူးပေါ့အဲ့ဒီအတွက်ဒီစီးပွားရေးလုပ်ငန်းက ဒီတိုင်းလေးပုံမှန်လှုပ်ဆောင်နေဆိုလို့ရှိရင်ဒါတဖြည်းဖြည်းတိုးတက်လာမှာပဲဒီလိုပဲဒီ statistical analysis တွေလုပ်မှာ statistical data တွေကိုအကျိုးရှိရှိသုံးချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ economic planning တွေချပြီးရေးဆွဲတဲ့အခါမှာဆိုလို့ရှိရင်လည်းပဲအကျိုးရှိတဲ့စီမံချက်တွေကိုချနိုင်မှာဖြစ်ပါတယ်။ကဲနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့က understanding social and public health issue ကျွန်တော်တို့ပြည်သူ့ကျန်းမာရေးကိစ္စတွေ လူမှုရေးကိစ္စတွေကိုကိုကပို့ပြီးတော့မှထဲထဲဝင်ဝင်နားလည်ဖို့ဆိုလို့ရှိရင် statistic ကလည်းပဲတော်တော်လေးအရေးပါတာတွေ့ရပါတယ်ဗျ။အဲ့ဒီမှာကျွန်တော်တို့ဥပမာတစ်ခုအနေနဲ့ဂျမတ်ရေးဌာနကယောဂါရီရဲ့ဖြစ်ပွားမှုကိုစောင့်ကြည့်ဖို့ကာကွယ်ဆေးထိုးရဲလုံဆော်မှုတွေကိုစီမံဆောင်ရွက်နိုင်ဖို့ဆိုလို့ရှိရင်ဘယ်ပုံမှာခြေခံရတာလဲဆိုတော့ statistical data တွေပုံမှာခြေခံ ခြေခံပြီးတော့မှဒီယောဂဖြစ်ပွားမှုကတော့ဖြင့်ဒါတို့စောင့်ကြည့်လာတာဘလောက်ကြပြီဘလိုမျိုးရှိလဲအဲ့လိုပဲကျွန်တော်တို့ကာကွယ်ဆေးအရာတော့ဖြင့်ဒီချိန်မှာတော့ဖြင့်ပြန်လဲပြီးတော့မှဂိုးပို့လို့ဒီလိုမျိုးစီမံကိန်းတွေလုပ်တယ်ဆိုတာလေးပဲကျွန်တော်တို့ကိန်းနဲ့အချက်လက်တွေရရှိမှုအဲ့ဒီပုံမှန်ချီပြုတ်ပြီးတော့မှဆုံးဖြတ်ရတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီလိုမျိုးကိစ္စရက်တွေမှာလေးပဲအရေး ပါပါတယ်ခုကျွန်တော်ပြောပြထားတဲ့အကြောင်းအရာလေး၄ခုပါဆိုလို့ရှိရင်အနည်းငယ်သာလေးရှိပါသေးတယ်တိုးတော်လေးပဲဒီတဲ့မကလှုပ်ဆောင်လို့ရတဲ့ဟာဒီအများကြီးရှိသေးတယ်ဒါဆိုလို့ရှိရင် statistic ကဒီနေ့အချိန်ခါမှာဘာကြောင့်ရေးပါနေလဲဆိုတဲ့ဟာတော့ဖြင့်အလုံးထင်တာမြင်တာရှိလိမ့်မယ်ယူဆပါတယ်